ပရိသတ်ကြီးချီရသူလေးနဲ့ရွှေလက်တွဲပြီးတော့မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြပြီလားဒါဆိုရင်တော့ DBO လေးကိုကြည့်တင်ပါရင် DBU ထဲမှာဆိုရင်တော့တင်လုံးဝကြားဖို့မှမဟုတ်တဲ့ကဘာတဝန်းကထူးထူးခြားခြားမင်္ဂလာဆောင်လေးရှိတဲ့ကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးစိတ်ပါရင်တော့သိရင်မင်္ဂလာဆောင်မှာလိုက်လို့လို့တောင်မှရပါရည် တို့သမီးကိုထမင်းပုတ်ဟင်းပုတ်တွေနဲ့ပြက်တဲ့ဒလေးကစားလို့တတိထွေးတဲ့ဒလေးလေတို့သားဖနက်ကိုခိုးရအောင်ပောက်ခရ40ဒလေးတွေကြီးပါဝင်มาဖြစ်တာမလို့အဆုံးထိမကြည့်မိရင်တော့နောက်သားရမယ်နော်ကဲစားလိုက်ရအောင်ပါလီလာမောင်နှံကိုငပေတူးဖြစ်အောင်လုပ်တဲ့ဒလေးဟုတ်ပါရင်တင်ကြားရတဲ့အတိုင်းပါပဲဖြူလောလောနဲ့တန့်ပြက်နေတဲ့မင်္ဂလာဇနီးမောင်နှံကိုညစ်တလူစိန်ဖြစ်အောင်တမင်တကာလှုပ်ယူတဲ့ဒလေးဖြစ်ပါရင် ဒီထူဆန်နဲ့မင်္ဂလာပွဲတလေးဟာစကော့တလန်နိုင်ငံမှာတကယ်ကိုမှတည်ရှိနေတာပါမင်္ဂလာနေ့မှာသူတို့သားနဲ့သူတို့သမီးကိုသူတို့မိသားစုဝင်နေတဲ့တင်ငယ်ချင်းတွေဟာညစ်ပတ်နေစော်နေတဲ့အရာတွေနဲ့ကောက်ပေါက်ရတာဖြစ်ပါတယ် မင်္ဂလာဇနီးမောင်နှံကိုပုတ်တိုးနှံစောနေတဲ့စားတောက်တွေညစ်ပတ်တဲ့ရှုံပုတ်တွေငှက်မွေးတွေနဲ့ပေးချမ်းစီပြီးတော့လူယုံမပေါတော့အောင်ထိလုပ်ပြတာပါဒီတရေကိုကြည်လိုက်ရင်တော့ဘာလာဟလို့တွေးစရာရှိပေမယ့်ဒီလိုလုပ်ရတဲ့အကြောင်းကတော့ပပုံနွေးနွေးဇနီးမောင်နှံတို့အိမ်တော်ကြီးဘဝမှာကြုံလာရတော့မယ်စိန်ခေါ်မှုတွေကိုကြိုတင်ရင်ဆိုင်ပြင်ဆင်နိုင်အောင်လို့ဖြစ်ပါရင်ဒါကြောင့်ဖြူဖွေးစိန်ကနေပေတလူစိန်နဲ့မရမဖြစ်သွားခြင်းတော့စကော့တလန်မှာမင်္ဂလာသွားမဆောင်တာအကောင်းဆုံးပါပဲ။သူတို့သမီးကိုပြန်ပြီးဆွဲခြင်း အခုတခါမှာတော့ကိုကလူချမ်းကြီးပါလို့ဟဲကျင်နေတဲ့ညိုကီးတို့သွားကိုသွားတဲ့နေရာကိုပြောပြပေးပါမယ်။ဘာလို့လဲဆိုတော့အိမ်မှာအတော့ကိုမှထူးဆန်းတဲ့မိင်္ဂလာဆောင်ဒလေးတစ်ခုရှိနေလို့ပါပဲ။ရိုမာရင်ကျေးမှုမှာယောက်ျားတစ်ယောက်ဟာကောင်မလေးတစ်ယောက်ကိုလက်ထက်ချင်တော့ရွှေပိတ်သားတထောင်နဲ့တင်တောင်းနေစရာမလိုပါဘူး။တန်းပြန်ပြီးဆွဲပြီးတော့အိမ်ခေါ်သွားလိုက်ရုံပါပဲ။ အိမ်နိုင်ငံကအမျိုးသမီးတွေတက်ကတော့တကယ့်ကိုမှရင်ခံစရာလို့ဆိုရပါလိမ့်မယ်။ယောက်ျားတစ်ယောက်ကအကောင်မလေးတစ်ယောက်ကိုသဘောတွေ့ပြီးဆိုတာနဲ့အပေါင်းအသင်းရောင်းရင်းတွေတအုပ်ကြီးခေါ်ပြီးတော့ပြန်မေးဆွဲပါရီ။ပြီးရနေတဲ့သမီးမိသားစုကိုအတီးပေးပြီးတော့မင်္ဂလာပွဲကျင်းပလိုက်ရှုံပါပြီ။သူတို့သားဖက်နှက်ကိုခိုးခြင်းအိန္ဒိယမင်္ဂလာပွဲတွေမှာဒလေအစမ်းကြီးတခုရှိပါတယ်။အဲဒါကတော့သူတို့သမီးရဲ့ညီမတွေဝမ်ခွဲတွေကသူတို့သားရဲ့ဖက်နှက်ကိုခိုးပြီးတော့ဝတ်ထားတာပါပဲ။ သူတို့သားကဖနက်ကိုပြန်ရဖို့အတွက်အမျိုးသမီးတွေတောင်းဆိုတဲ့ငွေကြေးကိုပေးပြီးမှဖနက်ပြန်ရပါပြီ။အပြော့သဘောဆိုပေမဲ့လည်းဒါဟာအားနည်းတဲ့ယောက်ျားတို့ကြီးကိုမိမတွေတသက်အနိုင်ကျင်တာဖြစ်ပါပြီ။ပကံများရိုက်ခွဲခြင်းဂရီမာတော်ကမှထူးဆန်းတဲ့မင်္ဂလာဆောင်တလေရှိပါရဲ့။အဲ့ဒါကတော့မင်္ဂလာဆောင်အတွင်းမှာရင် ပကံများတွေကိုထရိုက်ခွဲပြတ်တာပါပဲ။အပေါ်ရန်ကြည့်လိုက်ရင်တော့ဆေဘဝစာညူတွေကိုမင်္ဂလာဆောင်မှာလာဖြစ်ရလား။ပကံတွေပဲတော်တော်ပေါနေတာလားလို့ထင်စရာရှိပေမဲ့ တကယ်တမ်းအလိုလိုရတဲ့ရွေချက်ကလေးနဲ့ပါရင်ပကံလေးကိုရွှိုက်ခွဲတာဟာအိမ်တော်ဘဝမှာကြုံလာရမယ့်အခက်ခဲတွေကိုကိုစားပြပါရင်ပြီးတော့အိမ်ကျိုးပင်နေတဲ့ပကံအပိုင်းတွေကိုဇနီးမောင်နဲ့အိုတူတကွတန်ရှိရေးပြုလုပ်ကြရတာကဘဝရဲ့စိန်ခေါ်မှုတွေကိုအတူလက်တွဲရင်းနဲ့ကင်တွယ်ဖြည့်ရှင်းနိုင်အောင်လုပ်လို့ရည်ရွယ်ထားတာဖြစ်ပါရင်ဒီလိုဒလေမျိုးကိုဂျော်ဂျီးရီးယားအာမေးနီးယားအဇာဗီဂျန်အစားရှိတဲ့ကာကစ်စတဒေတာတောင်ပိုင်းမှာလည်းရှိပါရင် ဒါပေမဲ့အဲ့မှာတော့တကားပဝမှာပကံကိုရှိုက်ခွဲကြပြီးတော့ကံကောင်းမှုကိုယူဆောင်ပေးဖို့ဆန္ဒပြုလေးရှိပါရည်။အာဘွားအဝကျွေးရဲ့ဒလိကိုရဲ့ crash လေးမီလာဆောင်တော့မဲ့တရင်ကြလို့ဂျောင်းမှာကန့်ကုန်နေပြီလား။ ဆွေဒီနိုင်ငံမှာတော့တင်ကြေကွဲလူငယ်ဖြစ်စရာမလိုတော့ပါဘူး။ဘာလို့လဲဆိုတော့ဆွေဒီမင်္ဂလာပွဲမှာသူတို့သားကအခန်းထဲကထွက်သွားတဲ့အချိန်ယောက်ျားဧည့်သည်တွေအားလုံးကသူတို့သမီးကိုစိတ်ကြိုက်နှံခွေရှိလိုပါပြီ။အလားတူပဲသူတို့သမီးကထိုင်ကုံကနေထထွက်သွားရင်လည်းအမျိုးသမီးဧည့်သည်တွေကသူတို့သားကိုအမေးဖြတ်မတက်ဝိုင်းအားဝါပေးလို့ရှာပါတယ်။အဓိကကကျေစုံမောင်နှံတွေနဲ့ဧည့်သည်တွေကြားရင်းနှီးမှုရရှိဖို့အတွက်လို့ဆိုပေမဲ့ခက်မသိရင်တော့အဆက်ဟောင်းတွေနဲ့ထားတရမယ့်ဂိမ်းဆိုင်နိုင်ပါတယ်။ ဒီနေ့မှာတော့ကဘာပေါ်မှာထူးဆန်းသောမင်္ဂလာဆောင်တဲ့ဓလိအကြောင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရဲ့ရှင်။ပရိသတ်ကြီးလေးကောမင်္ဂလာဆောင်တဲ့နေ့မှာဘယ်ဓလိကိုလှုပ်ချင်လဲဆိုတာကွန်မန့်မှာဝင်မျှပေးခဲ့ပါအောင်နော်။